ဂရိဒဏ္ဍာရီထဲမှာဘလို့တက်တက်မသိနိုင်တဲ့ဒဏ္ဍာရီသာတတဝါတကောင်ရှိနေပါတယ်။အဲဒီတတဝါကိုတော့ဟိုက်ဒရာလို့တိကြပြီးတော့မွန်စတာတွေအားလုံးရဲ့မိဘတွေလို့သတ်မှတ်လို့ရတယ်။ထိုင်ဖုန်းနဲ့အခိစနာတို့ကလည်းမွေးဖွားခဲ့ပါတယ်။ဟိုက်ဒရာကနဂါရပေါင်းရဲ့ခန္ဓာကိုယ်နဲ့ခေါင်းများကြီးရှိတဲ့ကြီးမားလို့နဲ့မွေကြီးတကောင်ဖြစ်ပြီးတော့လယ်ရာရေကမှနေထိုင်တာမို့လို့လယ်ရာရဲ့ဟိုက်ဒရာလို့လည်းခေါ်ကြပါသေးတယ်။ ဟိုက်ဒရာကိုအနိုင်လို့မရတဲ့ရန်သူလို့သူရဲကောင်းတိုင်းကတတ်မှတ်ထားကြပါတယ်။ဟိုက်ဒရာရဲ့တိုက်ခိုက်မှုတွေကအရင်ပြင်းထန်ပြီးတော့လက်သေးတွေကလည်းတစ်ပင်တွေကိုတော့ဆော်ရွယ်လေးတွေ့ရလို့ဖျက်ပြစ်နိုင်တဲ့အထိထက်မြက်လာပါတယ်။သူ့ရဲ့မေယိုးတွေကလည်းခိုင်ခန့်လုံပြီးတော့များပြားလာတဲ့ဥကောင်းတွေကလည်းဘယ်ဦးတီချက်ကိုမဆိုတပြိုင်တည်းတိုက်ခိုက်နိုင်ပါတယ်။ဟိုက်ဒရာကလူတယောက်ကိုစက္ကန့်ပိုင်းတွင်တည်စီနိုင်တဲ့အစိတ်တွေလည်းမှုတ်ထုံနိုင်ပြီးတော့သူ့ရဲ့ဥကောင်းတစ်ခုကိုဖျက်ပြစ်လိုက်မယ်ဆိုရင်အဲ့နေရာကနေနောက်ထပ်ဥကောင်းတစ်လုံးထွက်လာပါလိမ့်မယ်။သူကဥကောင်းပုံများလာလေပိုတန်မာလေဖြစ်ပြီးတော့သူ့ခန္ဓာကိုယ်က ထွက်လာတဲ့သွေးတွေကလည်းအဆိတ်တွေနဲ့ပြည့်နှံ့နေပါသေးတယ်။နောက်ပိုင်းမှာတော့ Hydra Hajulia ရဲ့နှိမ်နှင်းခြင်းကိုခံခဲ့ရပါတယ်။ Hajulia Hydra ကိုဘလို့မှတတ်လို့မရတာကြောင့်ကြောက်တုံးကြီးတစ်ခုရဲ့အောက်မှာအရှင်လက်လက်မြုပ်နှံထားခဲ့ပါတယ်။